အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူဖိုးကျော်ရေးသားထားတဲ့လမ်းလူပွဲဆိုတဲ့ဇလန်းကိုတင်ဆက်ပေးမှာပါဇလန်းမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တန်တိုင်းမှာသိရှိစေဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇလန်းလေးကိုစလိုက်တော့မယ်ရောက်ကိုင်းစကန်းကိုရောက်ပါ ကျွဲနဲ့ကောင်းသည်တညွညွအော်ပြီးတော့ရှေလန်းနေတုံသွားကြတယ်ရှေ့ကိုလည်းမတက်တော့ဘာပါလိမ့်အဲ့လိုလှဆောင်ကရင်ထိတ်သွားတယ်ဒီမြောက်ကိုင်းစခန်းရဲ့အစ်လုံးများကိုတောထုတ်ရန်အတွက်ဆွဲလန်းများဖောက်ခဲ့ဒီမှာတလကြော်လီပြီးဝတ်ပုတ်စခန်းကနေပင်ထောင်အပြောင်ရှင်းနေမပြီးသေးသဖြင့်ဒီနေ့မှာမြောက်ကိုင်းစခန်းသူသူတို့ကျွဲအဖွဲ့ကစတင်လာခြင်းပါဒါကြောင့်မလို့ကျွဲနဲ့ကောင်မှာ လမ်းသစ်ဖြစ်သဖြင့်တောဆင်းရီများလားဆိုတဲ့အထင်နဲ့ကျိန်ကိုထပ်ပေးလိုက်တယ်။ဒီနွားနှက်ကောင်မှာဟဲကကျိန်တန်မြောက်ယုံနဲ့သွားလို့ရကို တိမ်၍ရောက်နိုင်တဲ့ကျွင်းညီနောင်ဖြစ်တယ်။ဒါပေမဲ့လည်းတခုကျိန်ပေးလိုက်တော့လေကျွဲနှက်ကောင်ကတော့မရွေးရှေ့ကိုရှေ့ကန်၍အင်မတန်မှတုံထားတယ်။ဟဲတိမ်ပြန်ဟဲငုံညူရှီစမ်းပါဟာရှီလေတက်လေတညွညွနဲ့ အောင်မြည်တန်းသာပို့၍ကျဲလာ रे အခြေသူမတက်ပါတောကောင်ကြားများလားဟူ၍အတွေးတွေကြောင့်ပတ်ဝန်းကျင်ကိုဘယ်ညာအကဲခတ်လိုက်တယ်စောင်းနှက်နှက်ကင်းဟူ၍ဆိုတော်လေနေအောင်ကြီးကတစ်တော်တဲ့သူလင်းလင်းထင်ထင်ထိုးစင်းကြကဖြာကြနေပြီပင်ထောင်သည့်တောကြီးမှာအောက်ချီရှင်းနေသဖြင့်ညင်ကွင်းကောင်းနေတောအောင်တကောင်ရဲ့အရေးအရှိကိုမမြင်ရသို့တော့ဝန်တစ်ခွေတော်ခွေ ဖြက်ပြေးသွားသည်ဟုကြွေများလန့်ဖြန့်၍ထင်သဖြင့်ကျင့်ကိုထပ်ပြေးပြန်နေတညညနဲ့ကျွန်းနဲ့ကောင်လုံးဝရှေ့သို့မရှိပါ နောက်ဆုံးရံနဲ့တစ်ဖက်သို့လှည့်ရန်သာရုန်းကန်နေကြတယ်လမ်းမှာတစ်ဖက်ကတောင်ဆောင်ပောက်တူလန်းတစ်ဖက်ကတော့ကြောက်ကြီးဖြစ်ရာလှည့်မရတဲ့ကျွန်းနဲ့ကောင်မှာပို၍အော်မြည်လာကြတယ်ဟွေးလာဆောင်ကျွဲတွေမြည်လိုက်လားဟာဘာဖြစ်လဲကြည်သမ်းပါဦးခွာလမ်းစိမ့်လမ်းတဲ့နော် နောက်ကျွေးရှင်နှစ်ချင်းဖြစ်တဲ့မျိုးကြီးနဲ့တောင်းအေးတို့ကလှမ်းရတတိပေးကြတယ်။အေးငါငါကြည့်ရှူခနဲ့နေအောင်လှဆောင်အတန်ဆက်ရမပေးနိုင်ပါ။မွေနှာမုတ်တန်ကြီးနှစ်ခုကသူ့ခေါင်းပေါ်မှာကြားလိုက်ရသဖြင့်နှထင်နှင်းဤပူထူသွားတယ်။အမှန်မှာသူ့ခေါင်းပေါ်ကမဟုတ်ပါ။သူ့ရဲ့ရှိငါးလံအကွာလောက်မှာဖြစ်ပါတယ်။လူတန်နဲ့ကျွဲခက်လောက်ဒုံးနေတဲ့ကြားသဖြင့်ရန်ချခြင်းပင်သူကစော့စော့ကကြားထင်ပြီး မြေပြင်ကိုသာကြည့်နေမိတယ်။အခုတော့တစ်ဆွဲလမ်းကိုမိုးနေတဲ့ဖတ်တန်းမင်းတပင်ပေါ်မှာမွေကြီးနှစ်ကောင်ကမပြင်းနေထောင်ပြီးတချူချူတချေချေနဲ့ရင်းငါလှုပ်ရှားပြီးတော့ဒေါသတကြီးရန်လိုနေကြတယ်။နှစ်ကောင်စလုံးကဖြန့်ကျက်ထားတဲ့မပြင်းနေကိုအဝုံးဝိုင်းပမာများဇကောတချံနီးနီးခံကိုကြည့်တယ်။အေယောင်ကြီးတန်းထဲတွင်ပြိုးပြိုးပြောင်ပြောင်တောက်ပနေတဲ့အကြီးကုံရေပြန်းကလည်းရောင်စင်ပြန့်များနေမျက်လုံးညီရဲရဲတွေကို တလက်လက်နဲ့တောက်ပနေတဲ့လောင်လံနေမှာလေလှဆောင်ရဲ့မျက်လုံးထဲတွင်လျက်ပြက်တလူမျိုးစူးစူးချာချာနဲ့ဝင်းလက်နေတယ်။မျိုးကြီးကျွဲချင်းနေအလုံးရက်ခိုင်းကြဟိဆက်မတက်ကြနဲ့။ငါအခုချက်ချင်းကိုလာခဲ့မယ်။အေးဟေးအေးအေးပြောပြောစူစူနေပင်လှဆောင်က သူ့ကျွဲချင်းကိုနောက်သို့ဆုပ်လိုက်တယ်။လှဲ့တာသောနေရာကိုယ်သူ ရောက်တဲ့အခါမှာတော့ကျွဲချင်းကိုချက်ချင်းပဲလှဲ့ပြီးတော့မျိုးကြီးအေးတောင်းအောင်ပွင့်နေကြော်စိန်တို့ ကျွဲချင်းနေနဲ့သွားပေါင်းထားလိုက်တယ်။လဆောင်ရဲ့ခေါင်းကျွဲချင်းနောက်ဆုတ်လာသည်ကိုမျိုးကြီးတို့အဖွဲ့မှကြားတွေ့ပြီးထင်သဖြင့်ရင်တမမနဲ့စောင့်နေကြရတယ်။ဟမ်လဆောင်ဘာလဲကွာဟင်းမျိုးတွေ့လို့လားဟင်းမျိုးမဟုတ်ဘူးကွာတို့ဆွဲလန်းမိုးပေါ်မှာတပန်းပင်ကွာစားတယ်မှာမွေးနှကောင်အကနေလို့ဟေးတော်တော်ကြီးလားကြီးဆိုဗပင်းကြီးကစကောနီးနီးကိုရှိတယ်ကိုလုံးကြီးတွေဆိုတော့ ို့တဝက်စာလောက်ကိုရှိတယ်။ဟင်နေနေနော်တော့ကောင်းကြီးတွေမဟုတ်ပါလား။အေကန္နအထီးမှဇုံတွဲဖြစ်ရမယ်။ဟုတ်တယ်။ဒီရာဒီရာသူတို့တွေဥချဖို့အတွက်အတိုက်ထိုးတယ်ရာဒီပဲကွ။อืมပတ်တန်းပင်ပေါ်မှာသူတို့အတိုက်ကိုထိုးထားပြီးဖြစ်မယ်။ဒါပေါ်ဒါကြောင့်သူတို့အောက်ကနေဝင်သွားမှာကိုရမ်းချနေတာပေါ့။အေးကွာ။မင်းပြောပုံရဆိုရင်တော့ခတ်တော်လဲခတ်တာပဲကွာ။တို့မှာဆွဲလန်းဆိုလိုလဲ ဒီတလန်းပဲရှိတာဒီတလန်းတော်မှာခေခေရင်ရင်တော်တော်စူးစမ်းပြီးတော့ဖောက်ထားရတာဒါဒီငါတို့เนี่ยမဆိုင်ပါဘူးကွာစခန်းเนี่ยနီးလေးလေးပဲကွာအခုဦးစည်းမှုကိုအကြောင်းကြပေါ့ဆွဲလန်းကိစ္စကသူတို့တာဝန်ပဲအေးဟုတ်သားပဲညိုကြီးနဲ့အောင်ပွင့်သွားကြကွာမြန်မြန်လေးအကျိုးအကြောင်းပြောပြပြီးတော့ချက်ရှင်းလာခဲ့လို့ငါဟာမှားလိုက်တယ်လို့ပြောကြလာမင်းဟာကြွဲကောင်းမင်းဟာမင်းကိုယ်တိုင်သွားပါလားဒီလူကြီးနဲ့ဒိုးနေရစကားမပြောဘူးရပါလေကွာ တိတ်ကိုသဘောကောင်းတဲ့ကရင်ကြီးပါဦးစည်းမှုဆိုပြီးတော့ဟန်ကြီးပန်ကြီးလုံမနေတတ်ပါဘူးငါကိုယ်တိုင်သွားလို့ရင်လေသူကရင်းနှီးမှုနဲ့ဘာဘာညာညာလုံနေအောင်ပဲပြောနေရမှာဆိုလို့မင်းတို့နှစ်ယောက်ဆိုရင်သူကအားနာပြီးတော့ရှက်ချင်းလိုက်လာမှာပါပြီးတော့အရှင်နေရကျွဲကောင်းကပြန်မဲလုံနေကြတဲ့ကျွဲချင်းကလည်းနောက်လူတွေကိုစီယုံပြောဆိုနေရလို့ဘာညာပြောကြည့်လိုက်ပေါ့ကွာအဲ့လိုဆိုရင်ရပါတယ်ကွာသွားပါကွာသွားကြစမ်းပါတည့်ရက်ဆိုရင် သူတို့ထက်တို့ဟာပို့ပြီးတော့နစ်နာမှာပေါ့နော်တရားတော်ပြောဆိုနေကြပြီးတော့နောက်ဆုံးတော့ကျွဲကောင်းကြီးပြောတယ်လို့မျိုးတနေ့တာအတွက်သူတို့ကျွဲအငါသမားတွေလည်းထက်တွန့်မိကြရာကနေညိုကြီးနဲ့အောင်ပွင့်တို့ကဦးစည်းမှုကိုခေါ်ရန်အတွက်ချက်ချင်းထွက်သွားကြတယ်ကျွဲကောင်းလှဆောင်ပြောတယ်လို့ပဲတဘောကောင်းတဲ့ဦးစည်းမှုဟာချက်ချင်းတက်နဲ့ဆွဲပြီးတော့လိုက်ရှာလာတယ်လှဆောင်ကိုမြင်တာနဲ့ကျွဲကောင်းတို့ကျွဲတွေမအော်စဘူးအော်တာနေမနဲ့ကပဲကြားသားဗျ ဖက်များတို့လာပြောမှာပဲအကြောင်းဆုံးသိရတာရှင်းပေးရမှာပေါ့ဗျာကျုပ်တို့တွေတတော်ဦးစီဆောင်ဘုတ်ကလည်းမွေဟောက်နေညောင်းတွေ့မချောင်းပါပဲဗျာအခုကမွေဟောက်မဟုတ်ဘူးဆရာကြီးရေငန်းမဲဖြစ်မယ်ထင်ပါတယ်ငန်းသားဆိုပို့ပြီးတော့ဈေးကြီးမှာပေါ့ဗျာဟေးထော်သမုအခုနေတောင်ပေါ်မွေဈေးကခေါင်းဘယ်နှလုံးလဲကွာသုံးလုံးလောက်တော့အตาလေးပေါ့ဆရာကြီးရေမင်းကလည်းဟုတ်မှဟုတ်ရဲ့လားကွာစိတ်သားထက်တောင်ဈေးကောင်းနေပါလား ဟုတ်ကဲ့ကဲကျွဲကောင်းကြီးလာပြူဘယ်နှားမှာလဲမြောက်ကင်မြောက်ခင်လေးလိမ့်မယ်ဆရာကြီးဆွဲလန်ဖောက်သွားကြတဲ့ကောင်းကြီးကတော့ကျုပ်ကိုဘာမှလည်းမပြောကြဘူးဗျဆွဲလန်ဖောက်ထားတာတလကြော်ပြီးဆိုတော့ဆွဲလန်ဖောက်ပြီးမှဒီကောင်းကြီးအတိုက်ထိုးထားတာဖြစ်မယ်ဗျဥရောချပြီးပြီထင်တယ်ဒါတော့မပြောတတ်ဘူးဆရာကြီးခင်များတို့တွေ့တာနဲ့ကျုပ်လာခေါ်တာနဲ့ဆိုရင်အခုတော့အနည်းဆုံးတစ်နာရီလောက်တော့ကြာသွားပြီအခုတီရှိနေအောင်မလားရှိအောင်ပါပါဆရာကြီး အတိုက်ထိုးထားတဲ့မွေးတွေဟာရန်သူနဲ့တွေ့ရင်သူတို့အတိုက်ကိုသူတို့ပို့ပြီးတော့စောင့်ရှောက်တက်ကြပါလေ။အေးပါမွေးဥမစားရတာလဲ၄၅နှစ်ရှိနေပြီ။ဥပိုင်းပို့ပြီးတော့ကောင်းနေနော်ကြွယ်ကောင်းကြီး။ဟုတ်ကဲ့ဒါတော့ဖျားသခင်ရဲ့အလိုတော်တိုင်းပါပဲဆရာကြီးယာ။ပြောပြောဆိုဆိုနဲ့ပဲဆွဲလန်းအတိုင်းမြောက်ကైစခန်းဘက်သို့ပြေးတက်လာကြရာ နိုင်ဝက်ပင်မကြ။စောစောကကြွယ်ကောင်းလှဆောင်တွေ့ထားတဲ့မွေးလင်းမယားစံပြောရာဖတ်တန်းပင်နဲ့ ဂိုင်း90ခန့်အကွာတို့ရောက်လာကြတယ်။ခုပေါင်းမတွေ့ရစီအတွေ့လာစီအကြီးဦးစီးမှုနဲ့လည်းကွာအားလုံးကရှေ့တိုးပြီးတော့လှဆောင်လက်ညှိုးညွှန်ရာကိုလှမ်း၍ကြည်လိုက်ကြတယ်။မွေသားမစားရတာ၄၅နှစ်ရှိပြီ။ဥပါရင် ပို့ပြီးတော့ကောင်းမယ်နော်။အဲ့လိုတလန်းလုံးသူ့ကြည့်စကားများလာတဲ့ဦးစီးမှုဖတ်တန်းပင်ကွာကြကမွေလင်မယားကိုလှမ်းမြင်ရတဲ့အခါမှာတော့ချက်ချင်းနှုတ်ဆက်သွားတော့တယ်။မွေလင်မယားမှာ ဖက်တန်းပင်ရဲ့ကိုင်းကြီးတိုင်းပေါ်မှာအမီးတစ်ပိုင်းစီရစ်ပတ်ထားပြီးတော့ကြံကောင်းပိုင်းတစ်ဝက်ကိုလေထဲမှာ လွှင့်ဆွဲကတွဲလောင်ရှိတ်ထားကြတယ်။လူတန်ကြားလိုက်တဲ့အခါမှာတော့ကျွဲဆွဲလန့်ကိုမိုးထားရကနေပြီးတော့နှစ်ကောင်စလုံးပပင်းထောင်ပြီးချက်ချင်းခေါင်းပေါ်လာကြတယ်။ထိုအချိန်မှာပဲချူကနေမှုတ်ထုတ်လိုက်တဲ့နှာမုတ်တန်တဲ့သူမွေးနှကောင်းပေါက်များကနေထွက်လာတဲ့အခိုးငွေပြပြတွေမှာနေရောင်ကြီးတန်းထဲမှာလွင့်မျောလာတယ်။နှစ်ကောင်ပုတော့ ကျုပ်တကားမှမပြစ်ဘူးကျွဲကောင်းကြီးတကောင်ကိုပြစ်လိုက်ရင်ကြံ့တကောင်ကထိုးလိုက်လာမှာဦးစီးမှုစိတ်ထဲမှာတစုံတစ်ခုတန်ရရများရှိနေသလားလှဆောင်မွေးလင်းများစီကနေ အကြည့်ဦးစီးမှုစီလှဲ့ကြည့်လိုက်နေငန်းမွေရဲ့သဘောကတော့လိုက်တက်တဲ့သဘောရှိပါတယ်ကျွဲသမားမှာတယောက်ကဝင်ထောက်တယ်သူ့အချိန်မှာပဲမွေကြီးနှစ်ကောင်ကလူတန်ကြားသဖြင့်တချွတ်ချွတ်နဲ့နှာမုတ်ခါသူတို့ကိုယ်ရဲ့အပေါ်ပိုင်းကို လေပေါ်သို့လွှင့်ထားကြပြီးတော့ရင်းကနေတယ်လို့ဘယ်ညာလှုပ်ရှားနေကြတယ်လူ၄၅ယောက်ရှိနေရာဘက်သူတို့နီနီရဲရဲစူးချနေတဲ့မျက်လုံးတစုံနဲ့စိုက်ကြည့်နေကြတယ်ကျုပ်တနက်ကစစ်ကြံရိုက်ဖင်ကတုံးကြီးဆိုတော့ကြည်အားတော့ကောင်းပါလေဒါပေမဲ့မောင်းပြန်မဟုတ်တော့တကယ်တော့နောက်တစ်ကောင်ထိုးလိုက်လာလို့ရှိရင် နောက်တစ်ကောင်ကိုရှက်ပြစ်ဖို့ကျုပ်စဉ်းစားကြည့်ရအောင်မေဘာဖြစ်ဖြစ်ပြစ်တာပြစ်စရာကြီးကြံတကောင်ကပြေးလိုက်လာလို့ကတော့ကျုပ်တို့မှာ ဓာတ်တွေထုတ်ပြီးပါပါတယ်ဗျစီးရိုက်ပြီးစီးခုတ်ပါမယ်အောင်ပွင့်ပြောတာဟုတ်တယ်ဒီလိုပဲလောက်ကြပါမယ်ဆရာကြီးကဲကောင်းပြီဗျကျွဲကောင်းကြီးလည်းသဘောတူပါရဲ့နော်ဦးစီးမူဟာကျွဲကောင်းကြီးအားဒီစကားကိုမေးလိုက်ခြင်းပါမွေကြီးနှစ်ကောင်ပါသူတို့တကားမှမတွေ့ဘူးလောက်အောင် ကြီးနေတဲ့ဖြစ်ဖြစ်တယ်ဒီလိုမျိုးမွေကြီးမျိုးကိုညက်မွေတောင်းရှင်မွေဘာဘာညာညာပြောပြီးတော့ကျွဲချင်းတွေတခုခုဖြစ်ရင်သူ့အကြောင်းဟူ၍အထင်မခံနိုင်အောင်လို့ ွဲကောင်းဆောင်စန္ဒကိုဦးစီးမှုက ခွင့်တောင်းတယ်လို့မျိုးစကားဆိုခဲ့တယ်။တောထုံမဲ့တစ်ကွင်းနဲ့ဆွဲလန်းကိုကျွဲကောင်းကြီးအားအပ်လိုက်ပြီးဖြစ်သဖြင့်ကျွဲကောင်းကြီးရဲ့စန္ဒမှာလည်းရယူရသေးတယ်။တူပါတယ်ဆရာကြီးရပြစ်တာပြစ်ပါ။ဟုတ်ပြီ။ကဲစောထော်လမှုလာကွာ။မင်းကမွေးလင်းများပို့ပြီးတော့ဖီလင်တက်လာအောင်လို့အရေးကပြပေးထား။ငါကြည့်ပြီးတော့ပြစ်လေ။လာ။ကျွဲကောင်းကြီးလှဆောင်နေကျွဲသမားတွေကလည်းမွေးလင်းများရှိရသူ လှမ်းတက်သွားကြသောဥစည်းမှုနှင့်ထော်လမှုတို့ကိုအံ့ဩသွားကြသည်စောစောကမူမွေလင်းများနှစ်ကောင်နှင့်ဥစည်းမှုအပါဝင်အားလုံးတန်းစီပြီးတော့ရင်ဆိုင်ကြမလို့ပြောပြီးမှဒီကရင်ကြီးဘာအတွေးပေါက်သွားလဲမသိအခုသွားမယ်သွားတော့သူတို့ဆရာဘဲနှစ်ယောက်ကရှေ့ဆုံးကလူသားနှစ်ဦးရှေ့တိုးလာမိကိုမြင်တဲ့အခါမှာတော့မွေနှစ်ကောင်မှာပို့ပြီးဒေါသထွက်လာကတချူချူနဲ့နှာမုတ်ရင်းကနေမပြင်းနေလေရန်ကြီးစွာနဲ့အစွမ်းကိုဖြန့်ထားကြတယ်။ဦးစည်းမှုနဲ့ စော့ထော့လက်မှုတို့ကမွေကြီးနှစ်ကောင်နဲ့ဂိုင်အနေငယ်အကွာမှာရက်လိုက်ကြတယ်စော့ထော့လက်မှုကမွေနှစ်ကောင်ကိုကပြနေတဲ့အခါမှာတော့မွေနှစ်ကောင်ကလည်းဘဲညာရင်းရီတစ်ကောင်နဲ့တစ်ကောင်ပူးသွားလိုက်ခွာသွားလိုက်နေတစ်ချက်တစ်ချက်ပပင်းနှစ်ခုကနေခြေနောက်ထွက်ပြီးတရှိရှိအတန်ထွက်လာကရင်းကကစားရင်းကနေဖက်တန်းပင်မှာရှိတ်ထားတဲ့အမီပိုင်းကတပတ်ချင်းချော့ဖြေလာကြတယ်ဒါကတော့ရန်သူကိုခုန်ချလိုက်တိုက်တော့မဲ့သဘောလားဟူ၍ကျွဲသမားများမှာ ရင်တထိတ်ထိတ်နဲ့တတိကြီးစွာစောင့်ကြည့်နေကြတယ်။ဒိုင်းကနေနေအောင်မျက်တောင်မခတ်စိုက်ကြည့်နေကြရာကနေဦးစီမူတနတ်တန်းကိုလက်ဖြက်ကမျက်တောင်ခတ်မျက်စီမှိတ်လိုက်မိတယ်။သူတို့မျက်စီဖွင့်လိုက်တဲ့အခါမှာတော့မွေကြီးနှစ်ကောင်မှကောင်းငိုက်ဆက်ကြပြီးတော့အမီးပိုင်းကတော့ဖက်တန်းပင်ရဲ့ကိုင်းပေါ်မှာတွဲဆွဲထားကြတော့မွေကြီးနှစ်ကောင်ရဲ့ကောင်းများကသွေးတွေတဆက်ဆက်နဲ့ကျနေတယ်လို့မွေတန်ကောင်မှလည်းလေထဲမှာတွန့်လိမ်နေကြတယ်။ကျွဲကောင်ကြီးခမည်းတော်ကျွဲရှင်းနေ ွားမောင်းတင်ကြတော့ဒီနေ့ကနှစ်ကောင်းလောက်တော့ရနိုင်သေးတယ်အေးညကြရင်တော့ခမားတို့အားလုံးထမင်းမစားဘဲနဲ့ကျုပ်စခန်းကိုအရောက်လာကြပါတကောင်ကပေါင်းသုံးလုံးတကောင်ကတော့ကျုပ်တို့ရဲ့ညစာပေါ့ဗျာဘယ်နဲ့လဲကျွဲကောင်းကြီးအဝအပြေအလဲအမှုပေါ့နော်အဝအပြေအလဲမှုကတော့ထားပါဦးမွေးနှစ်ကောင်ကိုတစ်ချက်ထင်းနဲ့ဦးစီးမှုကဘလို့ပြစ်တာလဲကျွန်တော်တော့အံ့ဩလိုပါဗျာဒါကလွယ်ရည်ဗျမွေးနှစ်ကောင်ရင်းကလို့ဗပြင်းအထက်မှာ နှကောင်ကိုထိအောင်ပြစ်ချလိုက်တာပေါ့ဗျဦးစီးမှုပြောတော့မှသူတို့တွေသဘောပေါက်သွားကြတယ်ထိုးချိန်မှပင်ဖတ်တန်းပင်ပေါ်၌တွန့်လင်ရုန်းကန်နေကြတဲ့မွေးနှကောင်ကလည်းမြေပြင်ပေါ်သို့ပုတ်ခနေပြိုင်တူ ပြုတ်ကျလာကြတယ်အားလုံးပြေးကြည့်လိုက်တဲ့အခါမှာတော့မွေးနှကောင်စလုံးခေါင်းစစ်အောက်လယ်ဘင်းတွင်တနက်ကြီးဖောက်ထွက်သွားရာကိုတွေ့လဲရတယ်ဦးစီးမှုတို့ဆီရတဲ့ဘက်မှာမွေးတိုက်ကိုတက်ကြည့်ကြတယ်အတိုက်ထိုးကစားရှိသည်တဖြင့်ငန်းဥဥထားသည်ကိုမတွေ့ရပါဘူး ငန်းမွေကြီးနှစ်ကောင်ရဲ့အရှိမ14ပင်နဲ့လုံးပတ်မှာသုံးထွာကျော်လောက်တောင်ရှိပါလိမ့်တယ်။အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူဖိုးကျော်ရေးသားထားတဲ့မုတ်ဆိုးတငါစာပေများတဲ့ကလမ်းလူပွဲဆိုတဲ့ဇလန်းအစဆုံးပဲဖြစ်ပါရခင်ဗျာ။နောက်နေမှလည်းကျွန်တော်ရဲ့ channel ကနေစိတ်ဝင်စားပွဲရဇလန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။နားဆင်ပေးခဲ့သူတယောက်ရှင်းစီတိုင်းကိုဥငေကကျေးဇူးအထူးတင်ရှိပါရခင်ဗျာ။